Disney ရဲ့ box office ကအရှုံးအများဆုံးစကားများမင်္ဂလာပါ Recon TV ကနေပြန်လည်ကြိုဆိုပါရစေအလုံးမဲမတွေ့ရတာကြားပါပြီ Disney ကတကယ်ကို iconic စကားတွေကတ်တုန်ကားတွေနဲ့စီးပွားရေးအရာအရန်ကိုအောင်မြင်တဲ့ကနဝင်ကားတွေကိုထုတ်လုပ်နိုင်ခဲ့တဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်ပါတယ်အစဉ်အလာနဲ့အရန်ကိုကြီးပါတယ်ဒါပေမဲ့အဲ့လိုကုမ္ပဏီကြီးတောင်မှအရှုံးတွေကိုမချောင်နိုင်ခဲ့ပါဘူးလက်ရှိကာလမှာ Stone White Live Action စကားကအရန်ကိုရှုံးနေတော့ ဒစ္စနီရဲ့အတမိုင်းတစ်ချောင်းအရှုံးဆုံးဇာတ်ကားတွေကိုတင်ဆက်ပေးခြင်းလာပါတယ်။အဲ့ဒီဇာတ်ကားတွေထဲမှာပထမဆုံးကတော့ A Christmas Carol ဖြစ်ပါတယ်။ကနဝင်ဆိုင်ဆရာကြီး Charles Dickens ရဲ့စာအုပ်ဖြစ်ပြီးကတ်တုန်းပုံစံနဲ့ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကန်ဆိုးခြင်းတော့ဒေါ်လာ65တန်းအောင်အရှုံးပေါ်ပါတယ်။ဒီလိုအရှုံးပေါ်ရတဲ့အကြောင်းရင်းကိုပြန်စစ်ကြည့်တော့ထုတ်လုပ်ရတဲ့အုံစီအရန်မြင့်လွန်းတာကအကြောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။ Marketing အတွက်ကိုပဲဒေါ်လာတန်း100တောင်တုံးထားတာဆိုတော့မန်ချက်နဲ့မကြိုက်တဲ့အခါအချုံကကြီးလာတာပါ။ ဒုတိယဆက်ကတော့ဘလုံးမမထင်ထားတဲ့ BFG ဖြစ်ပါတယ်။ Steven Spielberg Park လိုလူမျိုးကိုယ်တိုင်တွေ့ဖက်ထုတ်လို့ရဲကူထားတဲ့ဒီဆက်ကကမယုံနိုင်စရာကိုဒေါ်လာ80တန်းအောင်ရှုံးပါတယ်။သူကလည်းသူ့လိုရဲ့စီးရိတ်ကြီးမားတာရော marketing စီးကြီးရောပါတယ်လို့သူယုံတင်တဲ့အချိန်မှာ finding dory ကလည်းယုံတင်နေတော့လူတွေက finding dory ကိုပိုအားကျခဲ့ပါတယ်။တခုကံကောင်းတာကတော့ finding dory ကလည်း Walt Disney Studio ကထုတ်လို့တာဖြစ်ပါတယ်။ နောက်ဆက်တကားကတော့ John Carter ဖြစ်ပါတယ်164တန်းအောင်ရှုံးပါတယ်ကြီးပြော်တဲ့စကားကောင်းတကောင်းဖြစ်ပေမဲ့တခြား sci-fi စကားကြီးနဲ့ရှင်ရင်အရန်ကိုအားနေလို့နာကြောင်းကုန်ကြစရိတ်တွေ marketing စရိတ်ကြီးကြီးမားမားတုံးထားပေမဲ့တန်းယာချီကိုရှုံးတာပါ Disney ဥက္ကဋ္ဌောင်းထွက်သွားပေးရတဲ့အထိဖြစ်ခဲ့ပါတယ်နောက်ဆက်တကားကတော့ထွက်ထားတာအရန်မကြလေးပါဘူး Turning Red လို့ခေါ်တဲ့ကာတွန်းကားဖြစ်ပါတယ် marketing စီအရန်ကြီးတာကြောင်း169တန်းအောင်ရှုံးသွားခဲ့ရပါတယ်။ပရိသတ်တွေလည်းလက်တင်ခံခဲ့တယ်လို့ ဝေဖန်သူတွေကလည်းအကောင်းပြောကြတာများပြီမဲ့ Pixel ရဲ့ project တွေထဲမှာသူ့ကုန်ကျစရိတ်ကိုပြန်မချနိုင်ခဲ့တဲ့စကားစင်းတဲ့ဝင်သွားခဲ့ပါတယ်နောက်ထပ်တကားကတော့ Jungle Christ ဖြစ်ပါတယ်တန်190တောင်ရှုံးပါတယ် Drunk the Rock Johnson လို့နာမည်ကြီးဇီဂျီတိဥဆောင်ကိုတော့တုံးထားပြီးအောင်မြင်မှုကြီးမားမယ်လို့မျှော်လင့်ထားခဲ့ပေမဲ့ထင်တယ်လို့မဖြစ်ခဲ့ပါဘူးစကားထုတ်လို့ရေးကလည်းဇီဂျီတလို့သူထွက်လာတဲ့2020 2021စကားတွေဆိုတာကယုံတင်ရုပ်ရှင်တွေကိုတွားကြည့်ရတဲ့နှုန်းတအားကျနေတဲ့အချိန်ဖြစ်တာကြောင့်ပုံဆိုးသွားခဲ့ပါတယ် နောက်တကတော့ Strain World ဆိုတဲ့ဇာတ်ကားဖြစ်ပါတယ်။198တန်းတောင်ရှုံးပါတယ်။ကာတွန်းကားတွေနဲ့ Disney ဇာတ်တိုက်ရှုံးနေတာကတော့တော်တော်ကိုထူးခြားတဲ့ကိစ္စဖြစ်ပါတယ်။ပူဆိုးတာကဒီကထွက်လာတဲ့2020နှစ်မှာသူနဲ့ယုံတင်ရက်တိုက်နေတာကတော့ Black Panther Wakanda Forever ဖြစ်ပါတယ်။ဆိုတော့သူ့ကိုရှင်မတိုးနိုင်ခဲ့ပါဘူး။ Disney အတွက်အခုချိန်ထိအရှုံးအများဆုံးဇာတ်ကားတော့ The Marvel ဖြစ်ပါတယ်။ဒေါ်လာ138တန်းတောင်ရှုံးတာပါ။ Captain Marvel ဇာတ်ကားကို2019မှာထုတ်လုပ်ခဲ့ပြီးအောင်မြင်မှုလည်းရလာကြောင်း ထက်ထုတ်လုပ်ခဲ့ပြီးမြဲဒီစကားထွက်လာတဲ့2023မှာတော့ရှုံးပါတယ်။ထုံးစံတိုင်းထုတ်လုပ်မှုကုန်ကျစရိတ်ကြီးရတဲ့ marketing စရိတ်ကြီးတာကအဓိကကျပါတယ်။ဒီစကားတွေကိုကြည့်မယ်ဆိုရင် Disney ရဲ့အရှုံးတွေကစကားမကောင်းတာမျိုးမဟုတ်ဘဲနဲ့စကားနဲ့လိုက်ဖက်မဲ့ budget မျိုးကိုမတုံးပဲအရန်ကိုအောင်မြင်မဲ့ထီးပြီးအများကြီးတုံးရတာကနေပြန်ရတာနဲ့မကာမီတော့ပဲရှုံးလာဖြစ်ပါတယ်။ဒါကြောင့်လူချင်းထုတ်လုပ်ရေးမှာ budgeting ဆိုရအတုံးချင်းတွက်ချက်တဲ့အလုပ်ကအရန်ကိုအရင်ပါနေတာဖြစ်ပါတယ်။ အဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုလက်ရှိမှာ Stone White Live Action ဇာတ်ကားကိုကြည့်ရှုနေတဲ့သူတွေလည်းရှိမှာပါအခြေအနေဘယ်လိုလဲဆိုတာကိုတော့ comment အောက်မှာရေးသွားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့